တော်လို့အဖွဲ့တွေဒီရွာလေးတွေကနေပြီးတော့ပြန်ထွက်ခါနီးလေးမှာပေါ့နော်ရိုးရဝစ်စုံလေးလေးကိုဝစ်စင်ထားတယ်ပြုံမတီလေးနှစ်ယောက်ကိုတွေ့လိုက်ပါတယ်သူတို့ကင်မရာနဲ့လိုက်တဲ့အခါမှာအတော်လေးကိုမှသူတို့ဆက်နေကြတယ်ပေါ့နော်သူတို့လည်းရိုက်ခွင့်တောင်းပါတယ်ဒါတော့မှသူတို့ဆက်ကြက်ဆက်နေတယ်ပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုရောက်ရှိနေတဲ့နေရာကတော့ထိုင်းလာအိုနယ်ဆက်ပဲဖြစ်ပါတယ်လာအိုနယ်ဆက်ဆိုပေမဲ့ထိုင်းဘက်ချမ်းမှာမဟုတ်ဘူးပေါ့နော်ဒါလာအိုဘက်ချမ်းကအိမ်လေးလေးပဲဖြစ်ပါတယ်တောင်ပေါ်ဒေသမှာစားလုပ်ထားတဲ့အိမ်လေးလေးရာဆိုလို့ရှိရင် ောက်လုပ်ပုံလေးတွေကတော်တော်လေးကိုမှထူးထူးဆန်းဆန်းလေးတွေကိုမြင်တွေ့ရတယ်ပေါ့နော်ချစ်စရာလေးလေးကျွန်တော်ကတော့အိမ်ပေါ်တက်ဖို့တော်တော်လေးကိုမှအသေးရတယ်ဗျာဒီမှာကလေးငယ်လေးတွေသလိုအိမ်ဒီပေါ်တက်ရဲ့စော့နေတာကတော့အလုံးအပြည့်ပြောပပလေးပဲပေါ့နော်ဘဝကိုမြင့်မြင့်နေကျင်တဲ့သူတွေအတွက်ကတော့ဒီအိမ်လေးတွေကအတင်းတော်ဆုံးပဲလို့ထင်ပါလေဒီမှာတိုင်းရင်သားကလေးလေးလေးစစ်စရာလေးလေးပေါ့နော်အခုမြင်တွေ့နေတာကတော့ဒါလုံချောင်းမဟုတ်ဘူးနော်သလိုအိမ်ရဲ့လေကားပဲဖြစ်ပါတယ် လေးငယ်လေးလေးအိမ်ဘော်ကိုတက်ဆော့နေကြတယ်ဗျာတလို့အစားကျွန်တော်ကြည့်ပြီးတော့အသေးလေးရားတယ်ပေါ့နော်ဒါပေမဲ့တလို့ကတော့နေသားကြနေပြီတလို့ရဲ့တလို့ဒီသားဆိုတော့အားလုံးကပြေပြောပပပဲပေါ့နော်ကိုကမြင်တွေ့နေရတဲ့အိမ်ရှိမှထိုင်နေတာကတော့ဒါအစင်လေးပဲဖြစ်ပါတယ်ကျွန်တော်အောက်ထဲကမမလေးညီမလေးငန်းလို့ရအောင်ပေါ့နော်ကျွန်တော်ပြပေးပါလေအဲသူကကင်မရာကိုချက်နေတယ်ဗျာအကြမ်းလို့ကျွန်တော်လည်းသူ့ကိုတည်ပြီးတော့မရိုက်တော့ပါဘူးအာနာလို့ပေါ့နော်ဆက်လက်ပြီးတော့နောက်ထပ်အိမ်လေးလေးစီကိုကျွန်တော်တွားလိုက်ပါဦးမယ် ကျွန်တော်ကသွားရင်လာရင်လည်းရိုက်ကူးရတာဖြစ်တဲ့အခါကျတော့အခြေကြီးပြိုရိုက်လို့မရဘူးပေါ့နော်ဤကအပိုင်းလေးတွေပဲကျွန်တော် ရိုက်ကူးပြီးတော့ကျွန်တော်ရဲ့လေးစွေတွေကိုတင်ဆက်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့လိုမြေပြန်ရလူတွေအတွက်ပေါ့နော်ဒီဒီသားလေးတွေဟာဆိုရင်ကျွန်တော်တို့အတွက်ကတော့တကယ်ကိုမှအေးချမ်းလုံးနေပေါ့နော် ဒီဒေတာလူတွေအားဆိုလို့ရှိရင်တဘာဝတရားကြီးနဲ့အရန်နီးစပ်တဲ့သူတွေလို့ပြောလို့ရတယ်ဗောနော်အရှိမမြင်တွေ့နေရတာကတော့ဒါအညာဘက်ကစပယ်ကြီးမဟုတ်ပါဘူးဒါကတော့သူ့ရဲ့အိမ်ကြီးပဲဖြစ်ပါတယ်သူ့ကတော့ညာတော်အဖြစ်ကတော့တောင်ယာတဲတွေမှာနေကြတယ်တဲ့အိမ်ဒီမှာကဗောနော်ညာချိန်လောက်ပဲသူ့ရှိတယ်ဆိုပြီးတော့ပြောပြတယ်ချက်ကျုပ်စားတောက်တာကတော့တောင်ယာတဲတွေမှာချက်ကျုပ်စားတောက်တာများတယ်တဲ့တချို့ဆိုရင်လည်းဒီတောင်ယာတဲတွေမှာဗောနော်စပါးဆိုင်ရင် ကစုံဦးလို့အဲ့လိုပေါ့နော်အတင်းနိုင်လေးစာရင်းနဲ့တောင်ပေါ်မှာနေကြတယ်ဆိုပြီးတော့လည်းအဒေတာခန်ကောင်းလေးတောက်ကပြောပြပါတယ်သူတို့ပြောတဲ့ဇာကားကိုတော့ကျွန်တော်လည်းကောင်းကောင်းနားမလည်ပါဘူးသူတို့ထိုင်းဇာကားပြောတတ်တဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ဇာကားတော့ဝဲတယ်ပေါ့နော်သူတို့ဇာကားပြောတာကတမျိုးပါအဲဒေတာခန်တယောက်ပါဒါမှမဟုတ်ရှင်သူတို့ပြောတဲ့ဇာကားကိုနားလည်လေသူတယောက်ပါမှအဆင်ပြေတယ်ပေါ့နော်အခုသူပြောပြနေတာဒါအိမ်ပဲအိမ်ရဲ့ green box ကတော်လေးကိုမှန်မိုက်တယ်ပေါ့နော်ဒါအိမ်အဝင်ပေါက်ပေါ့နော် ဝင်းပေါက်ပုံစံမျိုးဖြစ်နေတာသူတို့ဒီအပေါက်ကပဲဝင်ပြီးတော့အထက်မှဝင်ပြီးတော့အိတ်တယ်တဲ့ ဒီဒေသမှာစောက်ထားတဲ့အိမ်လေးတွေအားဆိုလို့ရှိရင်ပေါ့နော်ရှီတန်ချေအိမ်လေးတွေကတော့တော်တော်များများကိုမြင်တွေ့ရတယ်ပေါ့နော်ဒီတောင်ဆောင်လေးတွေမှာစောက်ထားတဲ့အိမ်လေးတွေဆိုလို့ရှိရင်ကြည့်ရတာတကယ်ကိုမှအသေးရစရာပဲပေါ့နော်ဒါပေမဲ့တို့ရရဲ့တို့ဒေသလူတွေအတွက်ကတော့ဒီအိမ်ပေါ်မှာနေတာယိုးနေကြပြီပေါ့နော်သူ့ကိုကျွန်တော်အိမ်ပေါ်ကိုလိုက်ပြီးတစ်ချက်ပြခိုင်းတဲ့အခါမှာသဘောကောင်းပါတယ်သူလိုက်ပြတယ်ပေါ့နော်ကျွန်တော်လည်းသိကျင်တဲ့အိမ်ထဲမှာကျင်ကျင်နေဘလို့နေကြလဲဆိုတာကိုပေါ့နော် သူတို့ကတော့ချက်ပြုတ်စားတာကတော့ຢာသေးတွေမှာချက်ပြုတ်စားတာများတယ်တဲ့ဒီမှာညာအိတ်တဲ့အချိန်လောက်ပဲသူတို့နေကြတယ်ဆိုပြီးတော့ပြောပြတယ်ပေါ့နော်သူပြောတာကတော့ဒီအိမ်လေးလမ်းမှာတဲ့2ယောက်အိတ်တယ်တဲ့အဲသူရဲ့သူညီလေးရဲ့2ယောက်အိတ်တယ်ပေါ့နော်အဖေနဲ့အမေလေးကတဲ့ຢာသေးတဲ့မှာအိတ်ရဲတဲ့သူတို့ကတော့ချက်ပြုတ်စားတာကတော့ຢာသေးတဲ့ကနေပြီးတော့သူတို့စားလာတယ်ပေါ့နော်တောင်ရံသေးတွေကနေသူတို့စားလာတယ် အပိကမာဒီညရောက်မှသူတို့ဒီမှာလာပြီးတော့အိတ်တယ်ဆိုပြီးတော့လည်းရှင်းပြတယ်ပေါ့နော်သူတို့နေတာလေးတွေကတော့တကယ်ဘုံမှစစ်စရာလေးတွေပေါ့နော်ဒီဘုံထိုင်ဘုံလေးတွေက ကျွန်တော်တို့အဖွဲ့တွေဒီရွာလေးတွေကနေပြီးတော့ပြန်ထွက်ခါနီးလေးမှာပေါ့နော်ရိုးရဝစ်စုံလေးလေးကိုဝစ်စင်ထားတယ်ပြုံမဒီလေးနှစ်ယောက်ကိုတွေ့လိုက်ပါတယ်သူတို့ကင်မရာနဲ့လိုက်တဲ့အခါမှာအတော်လေးကိုမှသူတို့ရှက်နေကြတယ်ပေါ့နော်သူတို့ကလည်းရိုက်ခွင့်တောင်းပါတယ်ဒါတော့မှသူတို့ရှက်ကြက်ရှက်နေတယ်ပေါ့နော်အတော်လေးကိုမှသူတို့ရဲ့ရိုးရဝစ်စုံကိုတံပိုးထားလာကိုလည်းမြင်တွေ့ရတယ်ဗျာဒီရွာလေးထဲမှာမိန်းကလေးတွေ တော်တော်များများပါเนาะတို့ရဲ့ရိုးရဝစ်စုံလေးလေးကိုအမြတ်တနိုးဝစ်စင်ထားတာလေးတွေကိုမြင်တွေ့ရတယ်ဗျကျွန်တော်တို့ညီမပြည်မာရှိတဲ့တိုင်းရင်းသူတိုင်းရင်းသားလေးကိုလည်းကြည့်မယ်ဆိုလို့ချင်းတို့ရဲ့ရိုးရဝစ်စုံကိုအတော်လေးကိုမှအမြတ်တနိုးတန်ဖိုးထားတာကိုမြင်တွေ့ရတယ်ဗောနောကိုရိုးရဝစ်စုံကိုလည်းအမြတ်တနိုးတန်ဖိုးထားပြီးတော့ဝစ်စင်နေတာကလည်းတကယ်ကိုမှလေးစားဂုဏ်ယူစရာပဲဗောနောဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့ဗျူလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိအောင်ကြည့်ရအောင်ပေးကြတဲ့ကျေးဇူးတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်များမှလည်းပြာလောက အဖြစ်ရမယ့်ဗီဒီယိုတွေအပြင်ခုလိုမျိုးထူးထူးဆန်းဆန်းဗီဒီယိုလေးတွေကိုလည်းတင်ဆက်ပေးဦးမှာဖြစ်လို့အားလုံးပဲစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ